ဟင်းဝီယန်နဲ့ VIP အခန်းမှာကဲနေပြီးဆိုပြီးဒီစင်းနဲ့ဟင်းဝီယန်လက်မထက်ခင်မှာဆောင်းယွန်းဆန်ကဟင်းဝီယန်ကိုအယားယူနေသလားဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီးတော့ဆောင်းယွန်းဆန်ကသူ့ရဲ့ Facebook လူမှုကိန်းစာမျက်နှာပေါ်မှာသူ့ရဲ့အဆက်သိက္ခာအတွက်အဖြေရှင်းလာခဲ့ပြီလေဖြစ်ပါရီအားလုံးလေးဒီချာရိအတိုင်းပါပဲဆောင်းယွန်းဆန်ကတော့ဟင်းဝီယန်ကိုဘလောက်ချစ်တဲ့အကြောင်းနော်ဟင်းဝီယန်နဲ့သူနဲ့ဓာတ်ပုံသွေးရလိုက်တိုင်းမှာတချို့တော့နော်ဆိုပြီးဒီစင်းနဲ့ဟင်းဝီယန်ရဲ့ပြည်သက်တကသူ့ကိုဟာဟာလာပြီးချာရီနော် ဲ့ဒါကိုသူကလုံးဝမချိုက်ဘူးဂျင်းထဲမှာသမျိုးကြီးပဲဆိုပြီးတော့ပြောလိုက်ရကနေစောင်းရင်စားဟာဟင်းဝရံဝလေငယ်ကလေးကပြင်ဘလောက်ထိတဘောချချောင်းကိုခဏခဏအင်တာဗျူးတွေမှာတော့ဖြေချလာတာဖြစ်တဲ့အတွက်စောင်းရင်စံကတော့ဟင်းဝရံကိုမရရအောင်အနုနည်းနဲ့အချမ်းနည်းနဲ့ယူမှာပဲဆိုပြီးတော့တချို့သောပြစ်တက်ကတတ်မှတ်ထားကြပြီဖြစ်ပါတယ်။ဒါကြောင့်မလို့အခုဟင်းဝရံဖေကတော့သူ့ရဲ့သား36နှစ်ပြည့်မွေးနေ့မှာအလုံးချားနေကြရဲ့နော်လဲထက်မဲ့တဲ့ရင်ကမှန်ပါလေဆိုပြီးတော့ပြောလိုက်ရာကနေ့ ဟင်းဝီယန်နဲ့ဆိုပြီးသရင်လက်ထတော့မယ်ဆိုပြီးတော့အနိုင်ကလုံးဝတတ်မှတ်ထားကြပြီဖြစ်ပါတယ်ဒါပေမဲ့ဝီယန်ကိုတစ်ဖက်သက်ချစ်နေတဲ့ဆောင်းယွန်းဆာဟာဆိုရင်လည်းဘီဝီယန်နဲ့အလိုမဲ့အနေနီးနေတာဖြစ်တဲ့အတွက်ဟင်းဝီယန်တကယ်လက်ထမဲ့သူကဆိုပြီးသရင်မိုဘယ်ဆောင်းယွန်းဆန်ဖြစ်နေတယ်ဆိုပြီးပြောကြပြပါတယ်ဒီကြားထဲမှာဟင်းဝီယန်နဲ့ဆောင်းယွန်းဆန်ရဲ့ VIP ကမ်းမှာကဲနေတဲ့ပုံလေးပြက်နှက်လာတာဖြစ်တဲ့အတွက်လုံးဝကို ဖုံးမရဖီမရရိုးနှစ်ယောက်ကဖောက်ပြန်နေတာလားဆိုပြီးတော့ရောဆူဝေဖန်မှုတွေကတော့တောက်အရှောက်ကိုတက်လာနေတာလဲကျွန်တော်နေနေတွေ့ရပါပါဗျာ ဝီကမာရောဆောင်းဆန်ကတဲရှင်းလာပါပြီအစတော့ကတော့ကိုဟင်းဝင်းရဲ့တိတ်ခါတွက်ပါသူရဲ့တိတ်ခါတွက်ပါငှက်ွယ်ပြီးပါမှပြည့်ရှင်းတော့ဘူးဆိုပြီးတော့ယူရထားပေမဲ့တချို့သောသူတွေကသူရဲ့တိတ်ခါကိုလုံးဝတော့ attention ယူပြီးတော့ချနေတယ်လို့ဖြစ်နေတာဖြစ်တဲ့အတွက်ပြည့်ရှင်းမှဖြစ်တော့မယ်ဆိုပြီးတော့ဆောင်းဆန်ကပြည့်ရှင်းလာခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီဓာတ်ပုံတွေဟာဆိုရင်တော့ဖြစ်ဝိစီသူရဲ့ happy birthday မှာတချင်းဆိုကြရင်လည်းထွက်လာတဲ့ဓာတ်ပုံလေးသာဖြစ်ကြောင်းသူနဲ့ကိုဟင်းဝင်းရဲ့နေကရေရေသာသာခင်တဲ့သူသာဖြစ်ကြောင်းเนาะဟင်းဝင်းမှာလည်းအခုပိုင်းရှင်ရှိနေရဖြစ်တဲ့အတွက် ပိုင်ရှင်ကိုလည်းအားနာပေးကြဖို့နဲ့နော် respect ပေးကြဖို့နဲ့သူ့မှာလေးပိုင်ရှင်ရှိနေတာဖြစ်တဲ့အတွက်ဘူတီယာမရေးကြဖို့ကိုဆောင်းရင်ဆန်ကတောင်းဆိုသွားခဲ့တာပဲဖြစ်ပါရင်နော်ဒါမှမဟုတ်ပြည်သက်တွေကတော့ဆောင်းရင်ဆန်ကတော့မြေဝရံကိုမရရတဲ့နည်းနဲ့အရယူမယ်ဆိုပြီးတော့ပြောဆိုမှုတွေလည်းရှိနေပြန်ပါရဗျာ